မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ယခုချိန်မှာစာပြီးနောက်ဆုံးရသတင်းများကိုအစည်းအကံတင်ဆက်ပေးပါတော့မယ်ရှင်ပရမအောင်ဆုံးသတင်းအနေနဲ့မင်းအွန်လိုင်းကရှန်နိုင်မင်းစစ်စင်ရေးဖြင့်လေးချောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တရင်ညွန်ကြားတာနှစ်ရက်အတွင်းပြည်သူ45ဦးလေးချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် အကြမ်းဖက်ဆက်ကောင်စီကနိုင်ငံတော်တွင်လေးကြောင်းတိုက်ခိုက်မှုများထမှန်အရှိန်မြင့်တရင်ညွန်ကြားထားပြီးယခုလာမည့်မိုးရင်းကာလမတိုင်မီလေးကြောင်းတိုက်ခိုက်မှုများပိုမိုများပြားလာမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ညင်မြကရန်ကုန်ခေတ်သတင်းဌာနတန်းသူပြောဆိုသည်ဆက်ကောင်ဆောင်မြန်လိုင်းကမိုးရင်းကာလမတိုင်မီရှားနိုင်သည်။နေမြေများနဲ့မြို့နယ်များကိုပြန်လည်သိမ်းပိုင်ရန်ညွန်ကြားထားကြောင်းရင်းတို့သိမ်းပိုင်ရန်ကြိုးစားရရင်ဖြစ်နိုင်သည်။နီလန်ပေါင်းစုံကိုအသုံးပြုရန်ညွန်ကြားထားခြင်းဖြစ်ကြောင်းသိရှိရသည်။ ဒီမိုရင်းကာလာမတိုင်မီမှာလေးချောင်းကနေထိုးဆစ်ဆင်ပြီးမြေပြင်ကလည်းနေမြေသိမ်းပိုင်မှုတွေဆက်လက်ဆင်းရွယ်ဖို့ညွှန်ကြားပါတယ်။အခုညွှန်ကြားချက်တွေကမနေ့ကလေးကစတင်နေတဲ့ရှမ်းတိုင်းမင်းဆစ်ဆင်ရဲ့အကောင့်ထဲပုံမှုဖြစ်တယ်လို့သိရတယ်။မေလနဲ့ဇွန်လမှာလေးချောင်းတိုက်ခိုက်မှုတွေပိုပြီးများပြားနိုင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတိပေးတယ်။ စစ်ကောင်းဆောင်မယားလိုက်က2024ခုနှစ်စက်တင်ဘာလ1ရက်နေ့မှစတင်၍ရန်တိုင်းမင်းစစ်စင်ရေးကိုအကောင့်ထဲပို့ခဲ့ပြီးရင်းစစ်စင်ရေးမှာဆုံးရှုံးနေမည်များကိုအတိအကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနှင့်အကြမ်းဖက်အဖွဲ့ဟုစစ်ကောင်စီကကြေညာထားသောလက်နက်ကိုင်အဖွဲ့များကို မြေပြင်ပေါ်မှပျောက်ကွယ်သွားသည့်အထိချိန်မုံနေနေရဖြစ်ကြောင်းအဆိုပါဆစ်စင်ရည်များသည့်ရွှေကောက်ပွဲကြောင့်ဖြစ်ပေါ်လာသည့်နိုင်ငံရေးအပြောင်းလဲနှင့်သက်ဆိုင်မည်မဟုတ်ပေစစ်တိတ်ဥတီချက်နှင့်ဆစ်စင်ရည်များဖြစ်၍ဆုံးရှုံးနေမည်များပြန်လည်တိမ်ပိုက်ရရှိမှသာလျှင်ဆစ်စင်ရည်အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်းသိရှိရသည် လက်တလောစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်တင်နေရဧပြီလ16ရက်နေ့19ရက်တွင်လေးချောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ45ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်ဧပြီလ16ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးကျရွာနှင့်ရေထွက်ကျေးရွာကိုစစ်တပ်ကလေးမြင့်ပုံကျဲတိုက်ခိုက်သည့်ပြည်သူ73ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ဧပြီလ19ရက်နေ့မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းတိုက်ဆုံသူ24ဦးရှိခဲ့ကြောင်းသိရှိရသည်။ဧပြီလ19ရက်နေ့စကိုင်းတိုင်းမြို့မြို့နယ်ကန်တော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင်းကလင်းငယ်များအပါအဝင်ပြည်သူ9ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရသည်။ဧပြီလ19ရက်နေ့နနက်7:00နာရီကျော်အချိန် KNU တပ်မတ်နယ်မြေမွန်ပြည်နယ်ပြည်လင်းမြို့နယ်မင်းစုံရွာဘုံကြီးကျောင်းကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက် ခဲ့ရာပြည်သူနှုတ်ဦးတေဆုံးပြီးကိုရင်နှုတ်ဦးတန်ရရရှိခဲ့ကြောင်းသိရှိရသည်။ဧပြီလ19ရက်နေ့ရခိုင်ပြည်ကြောက်တော်မြို့ရဲနေရာအနှံကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရက်သားတို့ထံမှနေတေဆုံးပြီး20ကျော်တန်ရရရှိသွားခြင်းဖြစ်သည်ဟုသိရှိရသည်။ ဆလဘိစေကောင်းဆောင်မင်းအောင်လိုင်းရန်ကုန်မှာရုံးထိုင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ငလင်ကြောင့်ပြိုကျသွားတဲ့စစ်ကောင်စီရဲ့ကာဝေးဝင်ကြီးဌာနကိုရန်ကုန်ကိုပြောင်းရွှေ့နေပြီးစေကောင်းဆောင်မင်းအောင်လိုင်းလည်းရန်ကုန်မှာပဲရုံးထိုင်မှုရှိတယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကသိရပါဗျ။မတ်လ20ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရနေပြီးတော့ဟာ90ရာခိုင်နှုန်းနေပါပြည့်စည်ခဲ့တာဖြစ်တဲ့အတွက်ရန်ကုန်ကိုပြောင်းရွှေ့ဖို့လုပ်နေရဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ကာဝေးရေးဝန်ကြီးဌာနနဲ့ဒုနိုင်ငံသားရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနစီးပွားရေးနှင့်ကုသရေးဝေးဝန်ကြီးဌာနကိုပါရွှေ့ပြောင်းနေပြီဖြစ်တယ်လို့သိရပါဗျ။ကာဝေးရေးဝန်ကြီးဌာနကိုအရှေ့ပိုင်းခရိုင်မယန်းကုန်းမြို့နယ်ရှစ်မိုင်စေယုံမှာယာယီယုံဆိုင်သွားမှာဖြစ်ပြီးနိုင်ငံသားရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကိုတော့အနောက်ပိုင်းခရိုင်မှာရှိတဲ့ဝန်ကြီးဌာနရန်ကုန်ရုံးခွဲမှာပြောင်းပြီးအခြေချမှာဖြစ်ပါတယ်။ စေယုံဆိုရင်အကုန်ဖြိုချမှရမယ်ဘလို့မှရှုံးတက်လို့မရဘူးအခုရန်ကုန်ကိုရွှေ့နေပြီတကြံပြီးရင်ရုံတွေပြန်တက်ဖို့စီစဉ်နေတာလို့စက်ကောင်စင်းနဲ့နေဆက်တဲ့တရင်ရင်မြက်ကနယူးဒေးမြန်မာကိုပြောပါရယ်မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်စကိုင်းငလင်တန်းကိုနေပြည်တော်ပါဝင်ပြည်နယ်နဲ့တိုင်းဒေသကြီး6ခုကအစိုးရဆုံးခံခဲ့ရတာဖြစ်ပါရယ်စက်ကောင်စီယုံအခြေဆိုင်ရနေပြည်တော်မှာတော့ဝင်ကြီးဌာနတွေနဲ့ဝန်ထမ်းအင်အားတွေအများဆုံးပြိုကျပျက်စီးခဲ့တာဖြစ်ပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကရင်ထိုးစစ်တီတပ်စင်ဤမြမငင်းချင်းရီမန်းချက်ကိုလှောက်ခသွားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်မြမနိုင်ငံနေရအနှံပြားမှာတကြံပွဲတော်ကျင်းပနေချိန်တွင်ကရင်အမျိုးသားအစည်းအရုံး KNU သည်2025ခုနှစ်ဧပြီလ15ရက်နေ့တွင်မြမစစ်တပ်အားအာယုံမတက်မီထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်တိုက်ပွဲသည်တက်ရိုင်မဲဆောက်မြို့ထိုင်းနယ်စပ်မှကီလိုမီတာ40ခွန်းအကွာတွင်ဖြစ်ပွားခဲ့သည်ဟုသတင်းရှင်းသတင်းကဖော်ပြသည်မြမစစ်ကောင်းဆောင်အစိုးရပို့ချုပ်မှုကြီးမင်းအောင်လှိုင်းမလေးရှား ရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆိုင်ရှင်နာဝတ်တို့ကြောင့်ဘန်ကောက်မှာတွေ့ဆုံရန်စီစဉ်ထားခဲ့ပြီးနောက်အနောက်ဘက်မြန်မာစာရင်တင်းမာလာနေပါသည်မကြသေးမီကငလင်လောက်ခတ်မှုကြောင့်နိုင်ငံဤမငြိမ်မသက်ဖြစ်နေတော့လေ မြမနှစ်သက်ကိုတကြံအခမ်းအနားများတွင်မြမနိုင်ငံသားအများအပြားပါဝင်ဆင်နွှဲကြပြီးရိုးရာကုသိုလ်ကောင်းမှုများပြုလုပ်ကြကဂျိုးကြားဂျိုးကြားရေပတ်ခြင်းများလေးလှူဆောင်နေကြစေဖြစ်သည်မြမအစိုးရကရက်20ကြအပြည့်ခက်ရက်စဲရေးကိုအစောပိုင်းကကြီးညာခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းနှစ်ပတ်ကြအပြည့်ခက်ရက်စဲကြောင်းကြီးညာခဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကလည်းအလားတူအပြည့်ကက်ရစေးကြီးညာချက်များထုတ်ပြန်ခဲ့သည်။ထို့တော်လည်းမြေပြင်တွင်အ திக ဆက်ပွဲများဖြစ်ပြီးမြန်မာစစ်တပ်နှင့်တော်လိုင်းအင်အားစုများသည်မြေပြင်တချို့ဒေသတွေမှာတော့အပြန်အလှန်တိုက်ခိုက်နေကြပါရယ်။မြမလီတပ်သည်စကိုင်းတိုင်းဒေသကြီးရခိုင်နှင့်ကချင်ပြည်နယ်တို့တွင်နေစဉ်ပုံကျဲတိုက်ခိုက်နေသည်။တချိန်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ချင်းမျိုးသားကောင်ရဲတပ် CDF တို့သည်တပ်မတော် Kingscan များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ငလင်းလောက်ခတ်ပြီးနောက်ပြည်ပကယ်ဆေးအဖွဲ့ ဲများသည်၎င်းတို့၏ရှာဖွေရေးလုပ်ငန်းများကိုပြီးဆုံးခဲ့ပြီး၎င်းတို့၏မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့များသာမြေပြင်တွင်ကြန့်ရှိနေခဲ့သည်တုံမြန်သည့်အနေဖြင့်မလေးရှားဝန်ကြီးချုပ်အန်ဝါသည်ငလျင်တန်တဲ့သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအရေးဆွေးနွေးရန်အာဆီယံဥက္ကဋ္ဌအဖြစ်ဆက်ကောင်းဆောင်မင်းအွန်လိုင်းနှင့်တွေ့ဆုံရန်စီစဉ်ခဲ့သည်မင်းအွန်လိုင်း၏ထိုနိုင်ငံသို့လာရောက်မြင့်ခီးစဉ်နှင့်ပတ်သက်၍ထိုင်းဆိုရကတရားဝင်အကြောင်းကြားခြင်းမရှိသေးပေအဆိုပါတွေ့ဆုံမှုသည်အန်ဝါသက်ဆိုင်နှင့်မင်းအွန်လိုင်းတို့ကြားတည်ထန့်တွေ့ဆုံမှုဟုယူဆသည် ကြံပွဲတော်အားလည်းရဲ့အတွင်တက်ဆင်းသည့်ဘင်စတက်ထိပ်သည့်အစည်းအဝေးမှာအာနာဒိန်ဆက်ကောင်ဆောင်မင်းအောင်လိုင်းနှင့်ပထမဆုံးအကြိမ်စကားပြောဆိုခဲ့ကြောင်းလူသိရှင်ကြားအတည်ပြုခဲ့ပြီးမြန်မာနိုင်ငံတွင်ငြိမ်းချမ်းပြန်လည်ရရှိလိုကြောင်းထုတ်ဖော်ပြောကြားခဲ့သည်မြန်မာနိုင်ငံတွင်ပြည်ပခါတွေကိုဖြည့်ရှင်လို့တဲ့ထိုင်းနိုင်ငံအနေနဲ့အထူးကအင်အားကြီးနိုင်ငံအလုံးကိုကျွန်တော်တင်ပြထားပါရယ်တွေးဆောင်ဆွေးနွေးမှုမရှိပဲစိတ်ဆက်ညီနိုင်ရေးလန်စာမဖြစ်နိုင်ပါဘူးဟုသက်စင်ကပြောကြားခဲ့သည် မြန်မာနိုင်ငံတွင်အကြက်တဲအဆုံးသက်ရေးအတွက်ငင်းချင်းရေးဆွေးနွေးပွဲများကျင်းပရန်ထိုင်းနိုင်ငံကအစင်းသင်ရှိကြောင်း၎င်းကအတည်ပြုပြောကြားခဲ့သည်။ထို့တော်လည်း2025ခုနှစ်ဧပြီလ16ရက်နေ့တွင်ကရင်အမျိုးသားအစည်းအရုံး KNU ၊ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPB ၊ချင်းမျိုးသားတပ် CNF နှင့်မြန်မာတနိုင်ငံလုံးဆိုင်ရာကြောင်သားများဒီမိုကရက်တစ်တပ် ABSDF တို့အပါအဝင်မဟာမိတ်တိုင်းသားလက်နက်ကိုင်အဖွဲ့များပူးပေါင်း၍မလေးရှားဝင်ကြီးချုပ်နှင့်မင်းအောင်လှိုင်တို့တွေ့ဆုံမှုနှင့်ပတ်သက်၍အရေးပေါ်ကြေညာချက်တရထုတ်ပြန်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတဲ့ခေါင်းစဉ်အောက်မှာအာဆီယံခေါင်းဆောင်တွေကမြန်မာဆက်ခေါင်းဆောင်နဲ့ထိတွေ့ဆက်ဆံတာကိုအလွန်ဆိုးရိမ်မိပါတယ်။ဒီပုဂ္ဂိုလ်ဟာအပြစ်မဲ့အရသားတွေကိုနေ့စဉ်တပြက်မှုအတွက်တာဝန်ရှိပါတယ်ကိုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အန်ယူဂျီတွင်မြန်မာစစ်အစိုးရမှတဆင့်သေးတမ်းလှုပ်ဆောင်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကြိုးပမ်းမှုအားလုံးကိုရပ်တန့်ရန်အာဆီယံကထပ်မံတောင်းဆိုခဲ့တယ်။အန်ယူဂျီအစိုးရရခုခါမြန်မာစစ်အစိုးရကနေမည်22ရာခိုင်နှုန်းကိုသာထိန်းချုပ်ထားသည်ဟုဆိုသည့်မြို့တော်ပင်စိုးစေကမှမင်းအောင်လိုင်က2025နှစ်ကုန်တွင်အထွေထွေရေကောက်ပွဲကျင်းပမည်ဟုအခိုင်အမာပြောကြားသည် မင်းအောင်လိုင်းရဲ့ထိုင်းနိုင်ငံသို့သွားရောက်သည့်တရင်သည်ကရင်ပြည်နယ်တွင်နောက်ဆုံးဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်တိုက်ဆိုင်နေသည်မှာမှတ်သားစရာပင်ဖြစ်သည်။ KNU လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL သည် PDF နှင့်အတူဧပြီလ15ရက်နေ့အာရုံဦးနနက်ခင်းတွင်စစ်စင်ရေးကိုအပေချောင်းပြုလုပ်ခဲ့တဲ့နေ့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တွင်စကန်းချနေတဲ့မြန်မာစစ်တပ်အား KNL နှင့် PDF တပ်ဖွဲ့တို့မှပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရင်းသည့်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့နယ်ကီလိုမီတာ420ခန့်အကွာရှိကော့ဂရိတ်မြို့နယ်တွင်ဖြစ်ကြောင်းသိရသည် ထိုနေ့မွန်လယ်ပိုင်းနဲ့ဆအိုဆူကလေတံမှ YK130 တိုက်လေရေများဖြင့်ကော့ဂရိတ်မြို့နယ်ကနေချေရွာရှိကနေချောင်းတိုင်အနီးတွင်ဘုံးကျဲတိုက်ခိုက်ခဲ့ရာတန်ဃာတော်များနှင့်အရက်သားများထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထူးခြားသည်မှာကော့ဂရိတ်မြို့နယ်သည်မြန်မာနိုင်ငံအလဲပိုင်းနှင့်မြားရီမြို့ကိုဆက်သွယ်ပေးသည့်မဟာပြူဟာအာရှလမ်းမကြီးအမှတ်8 AH1 ပေါ်တွင်တည်ရှိသည်။ဤလမ်းမကြီးသည်ထိုင်းနှင့်မြန်မာကြားတွင်အရေးပါသောကုန်သွယ်မှုလမ်းဖြစ်သည်။ KNU တွေ KNL နဲ့ PDF တပ်ဖွဲ့များကိုတနည်းကြော်ကြားပိတ်ဆို့ထားခဲ့ပြီးမြန်မာစစ်တပ်မှထိုးစစ်ဆင်ရဲများတွေကိုပြန်လည်သိမ်းပရန်အီလန်ချောင်းကိုအုံချမျိုးကိုစိုးရင်တဲ့ဖြင့် KNU မှတက်ဆွဲထားခြင်းဖြစ်သည်ပြီးခဲ့သည့်နှစ်နောင်ပိုင်းတွင်တက်ရိုင်မဲဆောင်မျိုးရှိပုတ်ကလေးကလုပ်ငန်းရှင်များက AH1 လမ်းကြောင်းကိုပုံမှန်အုံပြုရန်အတွက်မြန်မာစစ်အစိုးရနဲ့တွဲဆောင်ဆွေးနွေးမှုစတင်ရန် ဝန်ကြီးချုပ်ဘေတောင်နဲ့ရှင်နာဝုဒ်အစိုးရကိုတောင်းဆိုခဲ့တယ်။မြားရီမျိုးကိုတင်ပိုင်ရန်ရည်ရချက်ဖြင့် KNU မှ KNLA နဲ့ PDF တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်၃နောင်ကနေပြူဝအမှတ်၁၂ကိုပိတ်ဆို့ကပေါင်းဆက်တက်ဆဲထားသည်ကိုအတိုက်ခံအင်အားစုများကကြဲကြဲပြန့်ပြန့်ထွက်ဆိုထားသည်။စောချစ်သူလက်အောက်ရှိစစ်အစိုးရလိုလာသောနေချာဆောင်တဲ့ BGF သည်လက်ရှိတွင်မြားရီမျိုးကိုတင်ပိုင်ထားတော့လေ KNU ခေါင်းဆောင်ပိုင်းမှာ၎င်း၏တရှိမှုသည်မြားရီကိုပြန်လည်တင်ပိုင်နိုင်ရန်အတွက်မြန်မာစစ်တပ်ကပုံမှန်နှိမ့်ချသည်ကိုရှုံးမြင်ကြသည် ည်။ကကြံပွဲတော်အတွင်း KNU စည်ရေးလှူရှားမှုသည်နေပြည်တော်ရှိမြန်မာစစ်အစိုးရနှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကြားဆက်ဆံရေးကိုမြေကဲ့သို့ချိန်ညှိသင့်သည်ဆိုသည့်နှင့်ပတ်သက်၍ထိုင်းအစိုးရအားရှင်းရှင်းလင်းလင်းသတိပေးချက်တရဖြစ်သည်။မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးတည်ဆောက်ရနိုင်ဂျာနေပလက်ဖောင်းအဖြစ်ထိုင်းနိုင်ငံကိုဆောင်ရွက်ပေးစေလိုသည့်တက်ဆိုင်၏မျှော်မှန်းချက်သည်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာပြတ်သားသောရည်တည်ချက်ဖြင့်လိုက်ပါသွားရမည်ဖြစ်သည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီ၏အရက်သားများပေါ်ပြစ်မှတ်ထားတဲ့ဆေးရဆွဲမှုများကိုအရေးယူပြီးနိုင်ငံတကာကမန္တလေး PDF တိုက်တွန်းဆွဲတဲ့မဲ့ဖြစ်ပါရရှင်။အရက်သားများပေါ်ပြစ်မှတ်ထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဆေးရဆွဲမှုများကိုအရေးယူပေးဖို့ပြည်သူ့ကောင်ရေးတပ်မတော်မန္တလေးကနိုင်ငံတကာကိုရှမန်နီကတိုက်တွန်းတောင်းဆိုလိုက်ပါရယ်။ မန္တလေး PDF အနေနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားသလိုငလျင်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲထိခိုက်မှုတွေကိုကုညီဆောင်ရွက်နိုင်ရဲ့အတွက်ထိုးစစ်အားလုံးကိုယာယီရက်ဆဲပြီးခုခံစစ်ကိုယ်တော်လှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အပြစ်ကရက်ဆဲထားတဲ့ကာလတစ်လျှောက်လုံးမှာအရက်သားတွေကိုဦးတည်တိုက်ခိုက်နေတာတွေဟာထင်ရှားနေပြီးအခုလိုတိုက်ခိုက်နေမှုတွေကိုတရုတ်အိန္ဒိယထိုင်းနိုင်ငံကဲ့သို့အိန္ဒိယနိုင်ငံတွေနဲ့အမေရိကန်ရုရှားလိုမျိုးကမ္ဘာအင်အားကြီးနိုင်ငံတွေက အာဆီယံဥရောပသမဂ္ဂနဲ့ကမ္ဘာကုလသမဂ္ဂအဖွဲ့ချုပ်စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့မျက်ခြေမပြတ်ဆောင်ကြည့်ဖို့လိုအပ်ကြောင်း စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုမြောက်တဲ့အလို့ရက်တွေအပေါ်လိုအပ်သလိုတုံ့ပြန်အရေးယူဆောင်ရွက်ကြဖို့လိုအပ်ကြောင်းမန္တလေး PDF ကထောက်ပြတိုက်တွန်းတောင်းဆိုခဲ့တာပါစစ်ကောင်စီဟာဧပြီလ၁ရက်နေ့ကနေ၁၉ရက်နေ့အတွင်းတပိတ်ချင်းမြို့နယ်စင်ကိုမြို့နယ်နဲ့မတရားမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုများစွာကိုပြုလုပ်ခဲ့ပြီးအဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ၄၁ယောက်သေဆုံးခဲ့ပါတယ်သေဆုံးသူတွေက9ယောက်ဟာအရွယ်မရောက်သေးတဲ့ကလေးငယ်တွေဖြစ်တယ်လို့လည်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်ရှင်